ထိုင်းနိုင်ငံရန်နာမြို့ပါနယ်ရေပြင်မှာတရားမဝင်အထောက်ထားမဲ့ငါဖမ်းလှေပေါ်မှာမြန်မာလေသားနှစ်ဦးထံကနေမူရစ်စေဝါတွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ထိုင်းတောင်ဝင်ရှိသူတွေကရန်နောင်းပိုင်နဲ့ရေပြင်မှာတရားမဝင်ငါဖမ်းလေတွေလိုက်လံစစ်ဆေးရာတရားမဝင်လေတစည်းပေါ်မှာမြန်မာလေသားတွေထံကနေဧပြီ16ရက်နေ့ကမူရစ်စေဝါတွေကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ထိုင်းဘက်ကစုံစမ်းစစ်ဆေးရေးဘူရို CIB ရဲ့စစ်ဆေးရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဦးဆောင်တဲ့အဖွဲ့ကထိုင်းငါဖမ်းတင်မောတစင်းကိုစစ်ဆေးစဉ် မြန်မာနိုင်ငံသားရေလုတ်သားတွေဖြစ်တဲ့42နှစ်အရွယ်ဇော်နိုင်နဲ့35နှစ်အရွယ်ဇော်မင်းတို့ထံကနေမက်တာဖက်တမင်းမူရင့်စိတ်ကြွဆေးပြားတွေရှာဖွေတွေ့ရှိခဲ့ကြအောင်၎င်းတို့ဟာကိုရိုင်းသုံးဆွဲဖို့တပြားကိုဘက်90နဲ့ဝယ်လာကြောင်းထွက်ဆိုခဲ့တယ်လို့သိရပါဗျ။အစုံမဆေးပြားဘလောက်ဖမ်းမိခဲ့တယ်ဆိုတာကိုတာဝန်ရှိသူတွေကသတင်းထုတ်ပြန်ထားခြင်းမရှိတာကိုတွေ့ရပါဗျ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးဥပဒေနဲ့အညီအရေးယူဖို့ရန်နောင်းခရိုင်ပါနယ်ရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။